ပြည်သည်သမ္မတဟောင်းနီကိုလတ်ဆာကိုစီဟာ2009ခုနှစ်ကသမ္မတရွေးကောက်ပွဲအတွက်လီဗျားနိုင်ငံရဲ့ရမုံငွေတွေကိုရယူတဲ့အစီအစဉ်နဲ့ပတ်သက်ပြီးအော်တိုဝါ21ရက်ကအကျဉ်းထောင်မှာအကျဉ်းချခံခဲ့ရပြီးအော်ရဘသမကမှာအကျဉ်းချခံရတဲ့ပထမဆုံးနိုင်ငံကောင်းဆောင်ဟောင်းဖြစ်လာခဲ့ပါတယ်။2009ခုနှစ်ကနေ2010အထိပြင်သစ်သမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့စာကိုစီဟာ၎င်းရဲ့မဲဆွယ်စီယုံမှုကိုရမုံဝေရရှိဖို့ကွယ်လွန်သွားပြီဖြစ်တဲ့လေပြားအာနာရှင်ဟောင်း မိုဟာမာဂဒါဖီအတွက်အစီအစဉ်တစ်ခုနဲ့ပတ်သက်ပြီးပြည်မှုဆိုင်ရာပိုးပေါင်းကြံစည်မှုနဲ့စက်တမလကုံပိုင်းကပြည်မှုထင်ရှားစီရင်ခံရပြီးထောင်ဒဏ်ငါနှစ်ချမှတ်ခံခဲ့ရပါတယ်။စာကိုစီဟာဂဒါဖီထံကနေရမုံငွေတွေလက်ခံရယူပြီးအပြန်လန်အနေနဲ့အနောက်နိုင်ငံတွေရဲ့ဖဲကျင်းခံထားရတဲ့ဂဒါဖီရဲ့ဂုံသိမ်းခါကိုပြန်လည်မြင့်တက်စေဖို့ကူညီပေးမယ်လို့ကတိပြုခဲ့ကြောင်းဆွဆွဲခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ပြစ်ဒဏ်အတွက်အယူခံဝင်ခဲ့ပြီးတရားမျှတမှုမရှိကြောင်းရှုံချခဲ့တဲ့စာကိုစီဟာပါရီမြို့တော်မှာရှိတဲ့လာဆန်တီအကျဉ်းတောင်မှာအကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။